ော့မချောပါဘူးမင်းသားချောချောလေးကိုကြည့်ရမယ်မင်းသမီးကတော့ဒီလိုပဲမင်းသမီးနှစ်ယောက်ကတော့ရောကြမ်းရည်ကြိုပဲမင်းသားချောချောလေးကိုကြည့်ရမယ်ဟုတ်အဲ့တကယ်ဒီကအမမောကတော့ချော်တယ်သူကတော့မချော်ဘူးခုနပြောတော့တကယ်ဆိုမုန်းကလည်းကြွံ့ရည်ကျိုးဆိုခုပြောတာအဲ့လိုလေခုနကဒဲဒဲရှင်တော့အမောကဒီခုပြောမုန်းကလည်းကြွံ့ရည်ကျိုးတယ် မမောအစ်စရာလေးတို့ကိုကြီးကတော့တချောတဲ့ဆင်းရောက်သွားပြီကွာကိုကြောင့်ရဇန်းရင်ဂျုံပေါ့ကွယ် MRT ကိုပြောရမယ်ဆိုတော့ကိုကစိုးစားအားသာအမိလိုက်ဒီကားမှာကျွန်တော်တို့အချက်ဆုံးသူရဲ့ထုတ်ပတ်တိမှာရှုခင်းလာလာလေးလည်းကြည့်ရမယ်မင်းသားချောချောလေးလည်းကြည့်ရမယ်မင်းသမီးနှစ်လက်ကတော့တော်ရွယ်ကျွမ်းရည်ဂျိုပဲတို့ကဒါတော့ဖြည့်ဆွက်ပြီးနားလည်ပြရမှာပေါ့အမသမီးမပြောကိုကြီးပြောတာရဇန်းရင်ဂျုံတို့ကไอ้กองบดุเลยง่ายอ่ะตบอดูท่าอยู่ว่ะนิมปาลงหมดเลยเปียวอาจารย์เป็งมาติเฮา ရမတဲ့ဟဲ့တရားကပြောက်ကိုနိုင်ပုံစံကြည့်ရတာဒီပတ်နန်းကိုကြည့်ရင်မပေါ်မပေါ်ဘူးကိုကြီးဘယ်မလို့နဲ့မလို့ကမလို့နဲ့မင်းရဲ့ရင်ကအားကြမ်းမလို့မတန်းဘူးက ယ်ကျွန်တော်ကတော့ဒီအခြေဆုံးသူရဲ့အထုပ်ပတိဇလန်တွဲမှာကျွန်တော်ကတော့ထွန်းနိုင်ဆွဲနေရနေပြီးတော့ပါဝင်တည်ဆောင်ထားပါတယ်ခင်ဗျာညီမလေးရောအညီမလေးကတော့မြားလေးနွယ်ဆွဲနေရလေးရနေပြီးတည်ဆောင်ထားပါတယ်ရှင်ဟုတ်အခြေဆုံးသူလေအခြေရဆုံးသူအခြေရဆုံးသူဆိုတော့ပြောမယ်ဆိုရင်မြားလေးနွယ်ရဲ့အခြေဦး तू ကအခြေရဆုံးမဟုတ်ဘူး तू ကအခြေဆုံးသူအခြေဆုံးသူဆိုတာလေအတိတ်ပဲတော့ရှိရကွာအခြေရဆုံးသူแท้အခြေရဆုံးသူမဟုတ်တော့အခြေဆုံးသူပေးဆက်တဲ့ သူเนาะအဲသူအဲ့လိုပုံစံမျိုးဘသူကအချစ်ဆုံးလဲဒီ၃ယောက်ထဲမှာပတ်ထားပါတော့ကွာအဖေကနေပြီးတော့သားသမီး၃ယောက်ရှိရမေးဘသူကအဖေကိုအချစ်ဆုံးလဲအဲသားအချစ်ဆုံးအဲ့ဒီသူရဲ့อืมထုတ်ပတိထုတ်ပတိထုတ်ပတိအဲไฟบีรีนไลน์ซีรีส์ยาวนี่ไลน์ไฟบีบีไลน์บอมมาโรเซียจี ိန်နေမနေပြီတော့ကဘာကြီးပါတိမ်ပိုင်မယ်တတော်ရဲ့ five bb ဟိုလေအပြင် character နဲ့ညီရယ်ဆိုတာဒီလိုပါကျွန်တော်အပြင် character ကကြတော့ကျွန်တော်က partner ရှာတဲ့ခါကျရင်ချစ်သူကြီးစားပဲဖြစ်ဖြစ်အိမ်အောင်ဘက်ပဲဖြစ်ဖြစ်ရှာတဲ့ခါကျလို့ရှင်ကျွန်တော်ကသူချစ်ကိုချစ်မှာအဲကိုကချစ်တဲ့သူကပြန်ပြီးတော့ကို့ကို ဖြစ်တယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့ဒါပေမဲ့ဦးစားနှစ်ခုမှဦးစားပေးလာပြီဆိုရင်တော့ကိုချစ်ကိုပို့ပြီးဦးစားပေးတယ်။ကိုကချစ်ရတယ်။ကိုကချစ်ရတဲ့သူကိုပို့ပြီးဦးစားပေးတယ်။ဆိုတော့အဲအဲ့လိုပါအဲ့ဒါကြောင့်ခုနကထုံးနိုင်ရကျွန်တော်နဲ့တူတယ်ဆိုတာအဲ့လိုမျိုးထုံးနိုင်ရကြတော့ကျွန်တော်ရဲ့ point of view ကကြည့်မယ်ဆိုလို့ရှိရင် he is right သူမှန်တယ်သူလောက်တာမှန်တယ်ဆိုပြီးကျွန်တော်တော့မြင်တယ်။အေးပေါ့လူတွေကတော့ကိုချစ်ရတဲ့သူကိုပဲလိုချင်ကြတာဟုတ်တယ်။ဒါပေမဲ့ပို့ ဲ့လိုတော့မဟုတ်တချို့အရှိစေချင်ကြရတယ်ဆိုပေမဲ့ဟိုလူတွေမှလည်းရှိကြရကွာတချို့ဆိုရင်မဟုတ်ဘူးငါကိုချစ်အရင်မကြည့်ဘူးသူချစ်တယ်ငါ view site ခံနေတယ်ငါ့ကိုချစ်နေရငါငါကျေနပ်ပြီအဲအဲ့လိုလူမျိုးလည်းရှိတယ်ဆိုတော့ဟမ်ဟမ်ကျွန်တော်စာကြည်စာကြည် green flat water sign အေးမြတော့အေးမြတော့စာကြည်ရ green ဟုတ်လားဟုတ်တယ် ။မဟုတ်ဘူး။ဒီက Taurus ။မဟုတ်ဘူး။ညီနေတာကိုစေးစိမ်းအောင်တုပ်ပလိုက်တာ။ Chroma ရောင်လေး။သူက Taurus အဲ့စား။ Taurus တရားဟောပါရနော်။ချကိုလေးလေး။အဲ play ဒါကို senior တွေဆိုတော့ကိုအများကြီးချစ်လာခဲ့ရလေအရင်ကလေးကဆိုတော့ဒါအထွေထူးကြည့်စရာမလိုပါဘူးစုထက်ရဲ့ဟွာလေးမှာအဲ့တခုရှိရတယ်လားသူကသူ့ကိုသူအများကြီးနှိမ်ချရတယ်ပြီးလို့ရှိရင်သူ respect ထားရလေကျွန်တော်တွေ့ရတယ်လားတကယ်ဆိုလို့ရှိရင်လေ သူအဲဇုံးဝင်တေးဆိုထားတာလေဆရာဆရာမြေမွအောင်ရေးပေးတာရာကျွန်တော်လိုက်ဆိုကြည့်ရပါဘောမရအောင်မရအောင်ဆိုတာလေနားထောင်ကြည့်ရင်တော့လွယ်လွယ်လေးလို့ထင်ရတာသူ့မှာလေအဲ့မှာကီးတွေကလေဟိုကျွန်တော်တို့မမြင်ဘူးတဲ့ကီးတွေတောင်ခါလေးကြရင်မရင်းလေးတဲ့ကီးတွေတောင်ပါလာအဲ့လိုမျိုးတွေပေါ့အေး note စီ note စီကီးပါပါလဲမသိပါဘူးကွာအဲ့ကြောင့်ပြောသူဆိုလို့ရှိရင်ကွာအဆိုမှလည်းရတယ်ဂတိယုတ်ဆောင်မှလည်းရတယ်ပြီလားရတယ်ဆိုတာကလေတကယ်ဟို professional တယောက်လို့ तू တယောက်ဆောင်ရတယ်။ဟာဟုတ်ပါဘူး။ဒါပေမဲ့ तू တယောက်ဆောင်ပိုင်းကိုရောက်လာပြီဆိုရင် तू အမြဲတမ်း तू က junior လေးပါ तू ကလူငယ်လေးပါ तू မသိပါဘူးမတတ်ပါဘူးသင်ပေးပါ။အဲအဲ့လိုမျိုးပေါ်လေးရမှာ။အကူရောဒီ MTV4 ရဲ့ဇလန်တိုရဲ့ကနဦးအစိုင်မင်းသားတွေအကူရောဘာရပုံလို့ကပြောပြီးတကယ်ကိုစွတ်ရစီနီယာစီနီယာတွေပြောမယ်ဆိုအရန်ကို ပြောရမယ်ဆိုအကိုရဲ့ဒီဇလန်ဒွဲတွေဆိုကိုရဲ့ကြည့်ပြီးတော့ဟဲ့အာချောလိုက်တာလေးဆောက်ကောက်လိုက်တာဆိုအဲ့လိုမျိုးစိတ်တွေနဲ့ MTV ဘောရဲကိုပလုံးဆိုဝင်သွားတာအဲ့တော့ဝင်သွားတယ်ပုံလို့တော်မြည်ရယ်နော်အဲ့လိုမျိုးပလုံးဆိုပြီးဘာလဲကိုကြီးอ่ะတပြိုးတော့အဲ့မနှောက်သေးတာတော့သိလားအားလေးတော်သေးရဲ့ဒီကားကလည်းလေပြောရမယ်ဆိုဟာသားရေပြောရတဲ့ဟာလေပါတော့ဟိုလိုသာတော့တစေအဲ့လိုမျိုးကွယ်ခတ်ထန်ပြီးတော့လုံးဝ1 day ကိုဝင်နေရတယ်ဆိုတော့ခွေးနေဆိုလို့ရှိရင်တော့ခွေးနေတာနဲ့လေမမနွယ်ရော မမနွေကတော့လုံးဝအကြီးစားပြီလေအဲ့လိုပြောဆိုတော့ကိုရတကယ်အခုဟိုဒီအချက်ဆုံးသူထုတ်ပတ်ဒီမှာဆိုလို့ရှိရင်ပထမဆုံးစပြီးတော့ကိုင်းနဲ့တရုတ်ဆောင်ဘူးတဲ့အဲ့တော့အဲစီနီယာကပီတာတယ်ပြောချင်တာကတော့ပြီးရခါကျတော့လူတွေပုံမှာဟိုဆက်ရှင်အဲဇတ်တို့ဆိုလို့ရှိရင်အဲ့လိုညီမလေးကမကြိုက်ဘူးဆို အဲ့လိုဒါတော့ပြောမှာပဲလေเนาะဆိုတော့ခါကျအဲ့လိုသင်မေးရရင်သဘောကြတာအဲ့လိုကြီးရှူရှောင်းနေလောက်ပြီးတော့ဟောတော့အဲ့လိုမကြိုက်ဘူးကိုကိုတကယ်လိုအနေနဲ့ဟာတွေကိုစီနီယာအနေနဲ့ပြပြတာဆုံးမာတာဆိုတော့အဲ့လိုမျိုးကြိုက်တယ် ကြိုက်လို့အခုလို့ဆိုအများရမယ်ကိုကြီးဘာလို့လဲဒီမလေးကဘာဘာလို့အပ်နေတာလဲနောက်စီးပွားရေးမှာဆိုလို့ရှိရင်လည်းကိုရုံမေးရတယ်ကိုရုံကျတော့ဟိုဘယ်လိုပြောရမလဲဥဆောင်နိုင်နေဝေဝေရှာတော်တယ်ဆိုတော့ဘယ်လိုလုပ်ကာလဲဆိုတော့အမြဲအဲ့အဲ့အဲ့လိုမျိုးသူတီးတက်တော့တက်တော့တော့ပြင်းတယ်ပြောပြရတယ်အဲ့လိုမျိုးအဲ့လိုမျိုးကိုကြီးကစည်ရင်ကောင်းတယ်ကိုပါကိုကြီးကလာကုန်ပြီဆိုလို့ရှိရင်ဘန်းကောင်းနဲ့ထက်ထက်ပြီးဘယ်ကကိုဘယ်ကကိုကြီးမဟုတ်လေဒီဘက်အမွေပေါ်လျှောက်ပြောတာပေါ့မသိဘူးကိုကြီးက ကိုကထည့်နေတယ်လို့တကယ်မရှိတော့ဘယ်ကကိုပြီးလဲကိုကိုကြီးကညိို့အဲကိုကြီးကညိို့အဲအဲ့ရနေစားဘယ်ကကိုကြီးလဲဘယ်ကညိလဲညိစားဘာတူလဲကိုကြီးစားဘာတူလဲကိုကြီးကညိို့ဘယ်ကကိုကြီးလဲတော်ပြီလေအဲ့မှရက်လိုက်တော့အဲ့မှရှီလိုက်တော့ရပြီဟာတာအဲ့မှရက်သွားပြီစက်ပြီးစဉ်းစားလိုက်တာကိုကြီးဆိုတာဘာတူလဲညိဆိုတာဘာတူလဲအော်မစွရတော့မချောပါဘူးမင်းသားချောချောလေးကိုကြည့်ရမယ်မင်းသမီးကတော့ဒီလိုပဲမင်းသမီးနှစ်ယောက်ကတော့ရောကြမ်းရည်ကြိုပဲမင်းသားချောချောလေးကိုကြည့်ရမယ်ကိုအဲ့တကယ် ကယ်တော့အမမုံကတော့ချောတယ်သူကတော့ပချောခုနပြောတော့တကယ်ဆိုမုံကလည်းကြွကြွရေးချိုးဆိုကိုပြောတာအဲ့လိုရေးနောက်တဲတဲရှင်တော့အမဟုတ်ဒီကိုပြောမုံကလည်းကြွကြွရေးချိုးတယ်မမောအချစ်စရာလေးလို့ကိုကြီးကတော့တချောတဲ့ဆင်းရောက်သွားပြီကွာကိုကြိုက်ရကျန်းရင်ဆုံးပေါ့ကွယ် MRP ကိုပြောရမယ်ဆိုရယ်ကိုကစိုးစားအားသာအမိလိုက်ဒီကားမှာကျွန်တော်တို့အချစ်ဆုံးသူရဲ့ထုတ်ပတ်တိမှာရှုကင်းလလလေးလည်းကြည်ရမယ်မင်းသားချောချောလေးလည်းကြည်ရမယ်မင်းသမီးနှစ်လက်ကတော့သွားရွက်ကျွမ်းရည်ကြိုးပဲသူကဒါကတော့ဖြည့်ဆွက်ပြီးနားလည်ပြရမှာပေါ့ဟုတ် အမသမီးမပြောကိုကြီးပြောတာတည်းရင်ချုပ်သူကတခြားတရုတ်ဆောင်နေလဲအများကြီးပါတယ်ဒါလည်းရွက်ချမ်းရည်ဂျိုးပေါ့ဟမ်ဘလို့လဲဒီလေးစားရဒီမလေးမဟုတ်ဘူးငါ့အမတော်ကြနေဒလိကားရှင်မှာပိတ်ရိုက်တာဆိုအကုန်လုံးဝိုင်းပြီးစားတာပါနော်အဲ့တော့ကျွန်တော်တို့ရဲ့အချက်ဆုံးသူရဲ့အထုပ်ပတိဇလန်တွဲကိုသို့ရှိရင်ဇလန်တွဲကိုအခုလာမယ့်73ရက်နေ့ကနေစပြီးတော့ MRT4 မှာ အပတ်စဉ်တနင်္လာနေ့မှာတောက်ကြနေသည့်ည9:00နာရီမှာစောင့်မြည်ကြည့်ရှုအားပေးကြပါဦးလို့မှန်တယ်ကိုယ်စကြတာမှန်တယ်အဲအားလုံးတောင်းဆိုပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာတောင်းဆိုပါတယ်ရှင်